ရုရှားစစ်ခုံရုံးကယူကရိန်းစစ်တပ်ဝန်ထမ်းများကိုနှစ်ရှည်ထောင်နှံချမှတ်ယူကရိန်းစစ်ပွဲအစောပိုင်းလတွေအတွင်းမာရီဥပဲမျိုးကာကွယ်ရေးကိုဦးဆောင်ခဲ့တဲ့ယူကရိန်းစစ်တပ်အာဇော့တယင်းက အဖွဲ့ဝင်စံနယ်ကိုရုရှားစစ်ခုံရုံးကနှစ်ရှည်ထောင်နှံတွေချမှတ်ခဲ့ပါတယ်အကြံဖဲလောက်ရတဲ့အာနာကိုအကြံပရန် ိမ့်ပိုင်ထိန်ထိန်ချင်းဆိုတဲ့ဆွဆွဲချက်တွေတင်ထားတဲ့တရားခင်တွေကို2023နှစ်ကနေ23နှစ်အထိချမှတ်ခဲ့တယ်လို့ရုရှားနိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါတယ်။ဒီစီရင်ချက်အပေါ်ယူကရိန်းကချက်ချင်းမှတ်ချက်မပေးသေးပါဘူး။ရုရှားနိုင်ငံအတွင်းပိတ်ပင်ထားတဲ့ Absorb တိုင်ရင်ဟာရုရှားရဲ့ဒေါသတကြီးအထူးအာရုံစိုက်တာခံထားရပြီးရုရှားကိုမုန်းနေနာစီလက်တဲ့တရုတ်နဲ့အုပ်စုတွေအဖြစ်ရုရှားအစိုးရကမကြာခဏသတ်မှတ်ပေးထားပါတယ်။ Absorb တိုင်ရင်ကို အကျင်းဖယ်ဖွဲ့ဖြင့်ရုရှားရဲ့ဖော်ပြချက်ကိုယူကရိန်းကပယ်ချထားပါတယ်။ဒီတရင်ကိုသဘောထားသိမှတဲ့အမျိုးသားရေးဝါဒီအန်ဒရီဘီလက်စကီကထီထောင်ခဲ့ပေမယ့်နောက်ပိုင်းမှာနိုင်ငံရေးကနေခွဲထွက်ခဲ့ပါတယ်။2014ခုနှစ်ကစပြီးယူကရိန်းအမျိုးသားစောက်တပ်ဖွဲ့ဖြစ်ဖုံပန်းခဲ့ပြီးအစွန်ရောက်အမျိုးသားရေးဝါဒီတွေနဲ့မူလဆင်မြစ်ကနေဖြူပြင်းပြောင်းလဲခဲ့ပြီးနောက်အခုတော့နိုင်ငံရေးနဲ့မသက်ဆိုင်တော့ဘူးလို့ယူကရိန်းအစိုးရကပြောပါတယ်။ ယူကရိန်းနိုင်ငံသားအများပြားတို့အပ်ဆုံတိုက်ခိုက်ရေးသမားတွေဟာ2022ခုနှစ်ဖေဖော်ဝါရီလကနေမေလအတွင်းရုရှားကစစ်ကမ်းမြေကိုဝိုင်းထားချိန်မှာမာရီဥပယ်မြို့ရဲ့အပြစ်စီးတွေကြားမှာမြို့ကိုဖက်သွင်းထားတဲ့မျိုးသားတော်လိုင်းရေးစိတ်သက်ကိုကိုစားပြုတ်ရဲ့သူရဲကောင်းတွေပါမြို့ရဲ့ App Shop Store တာမဏိဆက်ရုံတွေအကကျေပြတဲ့ကတုံးချင်းကိုရဲ့အတွင်းခလုံးနေရာကနေလွန်မြောက်လာသူ2500နီးပါးဟာနောက်ဆုံးမှလက်နဲ့ချခဲ့တယ်လို့ရုရှားကပြောပါနေတယ် သူတို့ကနိုင်ငံတကာစံနှုန်းတွေအတိုင်းဆက်ဆံမယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်က အာမခံထားတယ်လို့ရုရှားသမ္မတနန်းတော်ကရမလင်ကပြောပါတယ်။အာဇော့ဖွဲ့ဝင်145ရာကိုအခုလအစောပိုင်းမှာရုရှားတရားရုံးတွေကအပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ရုရှားနိုင်ငံတော်စုံစမ်းစစ်ဆေးရေးကော်မတီအကြီးအကဲကဗုဒ္ဓဟူးနေ့ကစီရင်ချက်မချမှီပြောခဲ့ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။